ဟိုမိဘတိုင်းကြားကျင်တဲ့စကားဆရာတိုင်းကကြားကျင်တဲ့စကားပေါ့ဘယ်လိုလဲဆိုတာကြတော့အဲသူကနေပြီးတော့ဘုရားမြတ်စွာဘုရားအဲ့လိုမေးလိုက်ခါကျတော့ရှင်ဘုရားတဲ့ဒီလိုရဲ့ဆရာရှင်သာရိပုတ္တရာကြီးကနေတော့ကိုရင်ဒီကိုနေခဲ့ဆိုရင်နေခဲ့မှာပါတကယ်တော့တောက်ထိပ်ပြင်မယ်သူ့အမေတွေအဖေတွေဆွေတွေမျိုးတွေကသူ့ကိုမျိုးမျိုးလင့်နေကြတယ်ကိုရင်ကိုမျိုးလင့်နေကြတာမိုင်မောင်းတစ်ထောင်ကျော်ဝေးတယ်လေ ဲ့လိုဆိုတာသူ့ကိုမျိုးလင်းနေကြတာဒါပေမဲ့လို့လည်းပဲကွင်ကအရှင်ပြားတဲ့ဒီဘီရောရဲ့ဆရာဖြစ်တဲ့ဥပဇေဆရာရှင်သာတိဘုရားကိုရောမြတ်ကြီးကနေပြီးတော့ကိုရင်နေခဲ့ဆိုရင်ဒီကနေခဲ့မှာပါဗျာလိုက်ခဲ့ဆိုရင်လည်းလိုက်ခဲ့မှာပါဗျာဆရာဆန္ဒပါတဲ့အဲဒါဆရာဆန္ဒပါကိုလည်းပဲဘက်အာသမီဖြစ်ရပေါ့လေဘုန်းကြီးတို့အာသမီတွေကလည်းအမေတို့ရဲ့ဆန္ဒပါအဖေတို့ရဲ့ဆန္ဒပါအတိုင်းဖြစ်ရင်ကောင်းတာပေါ့လေ ဲ့ဒါအဲ့ဒီမှာတော့လည်းပဲခုဆရာဆန္ဒပါဆိုတာနဲ့ကိုယာဒူးကချက်ချင်းတိုးသွားတာအဖြေကောင်းသွားအဲ့ဒါလေးကလည်းအဲ့လိုလေးဟိုခွင့်ရအဲ့ဒါနေကိုသူကတတိရတယ်ပေါ့လေသူပြောလိုက်တာအဲ့သူကတော့အပြစ်တင်တဲ့ဘက်ကပြောတာပေါ့လေခွင့်ရတော့အနှစ်တင်တဲ့ဘက်ကပြောတာပါရအပြစ်မြင်တဲ့ဘက်ကမဖြစ်သေးဘူးအနှစ်တင်တဲ့ဘက်ကဖြစ်သေးရတယ် ဲ့လိုလေးပေါ့လေဟုတ်လားအဲဒါကြောင့်မလို့လူဆိုတာအချစ်ကိုရှာခွေခြင်းနဲ့အနစ်ကိုရှာခွေတတ်ဖို့အရေးကြီးတယ်ဟုတ်ပြီလားဒါကြောင့်မလို့လောကကြီးမှာနေရတဲ့ကတိုင်းမှာရှာတတ်ရင်ရတယ်ကြည်တော်သူတည်မြင်တယ်အဲဒါအဲ့လိုနားထောင်တတ်တဲ့ပုဂ္ဂိုလ်တို့ညီတွေကြားတယ်ပေါ့လေအဲ့လိုလိုရှိတာပေါ့ဒါကြောင့်မလို့နေရတဲ့မှာကဟိုသင်္ကန်းစာတွေယူတတ်မယ်ဆိုရင်ရတယ်ပေါ့လေ အယူတတ်ဖို့ပဲအရေးကြီးတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုလေးတွေရှိတယ်ပေါ့အဲအကြောင်းမလို့ဟိုတားရည်သမီးတွေဆိုလို့ရှိရင်လည်းပဲမိဘတို့ရဲ့ဝေါ်တာတိုင်းဖြစ်မယ်ဆိုရင်အများကြီးကောင်းတာပေါ့တပည့်တွေဆိုလို့ရှိရင်လည်းပဲဆရာတွေရဲ့ဆန္ဒတိုင်းအတိုင်းဖြစ်မယ်ဆိုလို့ရှိရင်တော့အများကြီးကောင်းတာပေါ့လေအဲဒါကြောင့်မလို့အနေရတကာတိုင်းမှာတော့ကောင်းတာတွေရှာဖွေထားဖို့ပေါ့ဘာတွေရှာဖွေထားဖို့ကောင်းတာတွေရှာဖွေထားဖို့လို့အရေးကြီးတယ်ကောင်းတာတွေရှာဖွေထားတာကိုပဲ အနှစ်ရှာဖွေတယ်လို့ပြောရတယ်ပေါ့။ဘာရှာဖွေ?အနှစ်ရှာဖွေတယ်လို့ပြောရတယ်ဟုတ်လား။ဟုတ်ပြီ။အဲအားလုံးပဲပေါ့လေ။ကုသိုလ်အနှစ်ဒီဒါနအနှစ်သီလအနှစ်ဘာဝနာအနှစ်ပညာအနှစ်ဒီယူနိုင်ကြပါစေပေါ့လေ။ဟုတ်လား။ဒါတို့ရှာနာ